ကရနီပြည်ဒီမော့ဆိုမြို့နယ်မှာတောက်သူတွေစိုက်ထားတဲ့ຫນွေစပားဤကတထောက်ကျော်ခရူးဖြစ်စည်းတာကိုခံလိုက်ရတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့တောက်သူတွေကပြောပါတယ်။မတ်လနဲ့ဧပြီလအထဲမှာစိုက်ပျိုးထားတဲ့ຫນွေစပားတွေခရူးဖြစ်စည်းတာခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတောက်သူတယောက်ကအခုလိုပြောပါတယ်။အောက်ကျတော်တို့ကအဲ့ဒီမှာစပားစိုက်တာခရူးတွေဖြက်ကုန်တယ်။စိုက်ပြီးတာ လေး၅ရက်ဆိုတော့ကြီးကလည်းတော့မပေါ်ဘူးဒါပေမဲ့၁၀ရက်ပူသွားရင်ဆိုတော့တရက်နဲ့တရက်တော့ကြီးဆိုတော့ခကြီးကြတော့စဘာဖြည့်ဖြည့်ကုန်နဲ့ကုန်သွားတာခပ်ပြများပဲအဲကာကလို့ဆိုထောင်ကျော်လို့ရှိမှတကွေးလို့ဟောအထဲမှာဆိုပူရဆူသေးတယ် ဒီမောဆုံမြို့နယ်ထဲကနမခုတ်ကျေးရွာအုပ်စုဖရားဖြူကျေးရွာအုပ်စုသေးစုလဲကျေးရွာအုပ်စုဒေါ်ဘူးကူကျေးရွာအုပ်စုအိုကေကျေးရွာအုပ်စုစောင်တူရွာတစ်ကျေးရွာအုပ်စုစင်တာကျေးရွာအုပ်စုတွေမှာနှွေစပားစိုက်ပျိုးကြတာဖြစ်ပါတယ်စဘာခင်းတွေကိုဖျက်ဆီးတဲ့ခရုတွေဟာအရွယ်အစားအမျိုးမျိုးရှိပြီးစဘာပင်ရဲ့အမြင့်တွေပါဖျက်ဆီးပြစ်တာလို့ဆိုပါရယ်အရင်ကအခုလိုဖျက်ဆီးခံရတာမရှိဘူးလို့ပြောပါရယ် တဖက်မှာတော့ခရူရန်ကကာကွယ်ဖို့စူးစမ်းလုပ်နေပေမဲ့လည်းအဖက်ဖက်ကကုတ်ကြစရိတ်တွေကြောင့်ခိတ်ခဲမှုတွေအများကြီးရှိတယ်လို့တောက်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမြေပြင်ထိကွင်းဆင်းကြည့်ရှုခဲ့တဲ့ကြီးလေးလူထုဖွံ့ဖြိုးရေးစေတနာဝန်ထက်ကအခုလိုပြောပါတယ်ကျူတာဆေးတွေပေါ့နော်ကုမ္ပဏီကကြော်ညာတဲ့ဟိုဘာတို့အာမိုတို့ကုမ္ပဏီကကြော်ညာတဲ့ဆေးတွေထိုင်းကလာတဲ့ကျူတာဆေးတွေတို့ဝယ်တောင်းတယ်တကူ1000ကျော်3000ပေးရတယ် တထောက်အထောက်နဲ့လာတာဗောနော်အဲ့ဒါကိုတောင်းတယ်ဒါပေမဲ့ဖျားနေရမှာပဲခယူးညိန်သွားတယ်နောက်ရက်ဆိုခယူးပြန်ပွားလာတယ်ပဲလို့သူတို့ပြောတယ်ဆေးနဲ့လည်းမနိုင်ဘူးဗောနော်တောင်းသူတွေကသူတို့ဗာလဲတချို့ဆိုလို့ရှိရင်တောင်းသူတွေကိုယ်တိုင်ကွင်းဆင်းပြီးတော့ခယူးတွေလိုက်ကောက်ကြတယ်ခယူးတွေလိုက်ကောက်ပြီးတော့သူတို့ဟိုလောက်ကမ္ဘာပေါ်မှာကစင်းပေါ်မှာပုံလဲအဲ့ထဲမှာထက်တယ်အဲ့ဒါမျိုးနေ့တိုင်းနေ့တိုင်းသူတို့ကောက်တယ် တချို့ဆိုလို့ရှိရင်လောက်အမနိုင်တော့လူငါပြီးတော့ကောက်တယ်လူငါလို့ရှိရင်တရက်ကိုသပေါင်းခွဲ၂ပေါင်းအထိပေးရတယ်ပေါ့နော်ဒါကြောင့်မလို့သူတို့မှစရိတ်တာထောင်းပါတယ်အခက်အခဲတွေကိုကူညီဖြည့်ရှင်းပေးဖို့အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကိုတောင်းဆိုတယ်လို့ဦးဖိလစ်ကပြောပါတယ်ပြီးခဲ့ most ဘာမှလည်းမရရဘူးရေလွှမ်းလို့စပတ်ပင်နေရပျက်စီးကုန်တယ်အဲကောင်းနံထွက်တဲ့ချိန်ကောင်းနံရေးမဲ့တော့မဲ့ချိန်မှာရေလွှမ်းလို့2024ငိုးတွင်းမှာပေါ့နော် အဲ့မှာကောင်းကောင်းတာမဲ့တော့ရမယ့်အချိန်မှာပါလေရေလွှမ်းမိုးလို့ဆိုဘာမှမရရဘူးသူတို့ဒီဒီနွေကိုအားခဲပြီးတော့ပြန်ဆိုင်တဲ့ခါမှာလဲသူတို့ကအကျွေးတွေယူပြီးတော့မျောစာတွေနော်မျောစာဖိုးတွေနော်လောက်အခတွေနောက်ပြီးတော့ဗလဲမြေပြပြစရိတ်တွေသူတို့ကအကျွေးလောက်ပြီးတော့သူတို့ဆိုင်တဲ့ခါမှာအခုက Q ကထားဖြက်စီးပြန်တဲ့ခါကျတော့သူတို့ကအလီလီနော်အကျွေးနဲ့တန်တရာလဲသွားတော့ဗောနော် ပြီးရကျွေးဟောင်းလည်းမဆန်းနိုင်ကျွေးတိလည်းမဆန်းနိုင်နောက်ထပ်မိသားစုစားဖို့လည်းထပ်ပြီးတော့ကျွေးယူရအောင်မယ်ဆိုတဲ့အခါကျတော့အကျွေးနဲ့တန်ပြာလည်နေပါတယ်ဘောနောတောင်သူတွေဘောနောဆိုတော့လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကလည်းတာနိုင်တယ်လို့ပေပေကနေဝိုင်းဝန်းရောကူညီပေးချဖို့ကျွန်တော်အနေနဲ့တင်ပြတောင်းဆိုလိုပါတယ်ဘောနောခရူးရံကိုမဖြစ်ရှင်းနိုင်ရင်ပြည်နယ်ရဲ့ဆန်စပါးဖူလုံမှုကိုချိတ်ချောက်လာနိုင်တယ်လို့တောက်သူတွေကပြောပါတယ် ပေါတူတွေအနေနဲ့ခရုနေနေနိုင်မဲ့နီးပညာအကူအညီတွေလိုအပ်နေတယ်လို့စဘာမျိုးစစ်နဲ့စိုက်ပျိုးရေးအတွက်စိစကတွေလိုအပ်နေတဲ့အတွက်အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့အကူအညီပေးကြဖို့တောင်းဆိုတယ်လို့ပြောပါတယ်။